ရုပ်ရုပ်တရားအနတ္တကြီးပဲတခါကြီးဖြစ်မမြသိပ်တွေကအနတ္တကြီးပဲအဲတခါကြီးဘွားပဲလို့လို့အတ္တမဟုတ်ဘူးအတ္တမရှိဘူးဆိုတဲ့ဥစ္စာကိုဘုန်းကြီးကသိစေခြင်းတဲ့ဘာဖြစ်လို့လဲဆိုတော့အနတ္တကိုပိုင်တဲ့အခါကျတော့သောတာပန်ဖြစ်တယ်ငကူကသီလလည်းပဲစင်ကြဲနေတယ်ဘုဒ္ဓကိုလည်းအမတန်ယုံကြည်နေတယ်အနတ္တလည်းပိုင်နေတယ်ဆိုရင်တပြန်းမှစဉ်းစားတော့ အတ္တမရှိဘူးယုံနဲ့နံပါတ်ရှိတယ်ယုတ်ကလည်းအနေဆမမြဲဘူးဖြစ်ပြနေတယ်စိတ်ဆိုတဲ့နံတရားကလည်းအနေဆမမြဲဘူးဖြစ်ပြနေတယ်အဲ့ဒါပိုင်ပိုင်ကြီးသိပြီသီလကလည်းစင်ကြဲလို့အသိကလည်းပိုင်ပြီးဆိုရင်သတ္တဗံကို ဖြစ်တယ်အဲ့လို ပိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒီသိရင်ဘယ်နည်းနဲ့မှအပေမကြတော့ဘူးဒီသတ္တဗံမဖြစ်လည်းပဲအပေမကြတော့ဘူးဘာဖြစ်လို့ဘုရားကိုသိကြည်ရတာကိုသိယုံကြည်တော့ မလီဖရာတရားဖရာရှိပြီလို့မြတ်စွာဘုရားဟောတဲ့တရားတော်တွေငါပတ်ထားတဲ့သံယုတ်ပါဠိတော်တွေလို့အဲ့ဒီလိုတရားတွေကရှိပြီလို့ငါတရားတွေအမှန်သိလိုက်တာလို့ဝန်ပါပြီးတော့လေဖရာကိုသိကြည့်ယူတာပဲတရားကိုလည်းသိကြည့်ယူတာပဲဒါဒီဖရာရဲ့တရားတွေကိုဆောင်းလာတဲ့ယဟန္တာအရှင်မြတ်ကြီးတွေတော့တာဘံသကရာကံအရိယာယဟန္တာကြီးတွေသိကြည့်ယူတာပဲဒါကြောင့်တရဏဂုံကုန်းကုန်းတည်သွားတယ် ပရမဂုံကောင်းကောင်းနေတဲ့ပုဂ္ဂိုလ်ဟာဒီငါးပါးသီလကလည်းလုံနေတယ်သူစရိုက်၁၀ပါးလည်းမရှိဘူးအဲပုညကရိယာဝတ္ထုဆိုတဲ့ကောင်းတဲ့အလုပ်တွေကိုလည်းလုပ်နေတယ်ဒါလို့ဆိုရင်ယေကေတိဘုဒ္ဓံ තර ဏံကတာဒေနတိကမိတန္တိအပါယဘူမေယေကေစီအမမကြီးပြင်မဲ့ဟုတ်သောအလုံးစုံသောလူတို့သည်ဘုဒ္ဓံမြတ်စွာဘုရားကို ရဏံအာထကုွယ်ရာဟူ၍ကတာသေးသိကကြကုန်၏တေတုမြတ်စွာဘုရားကိုယုံယုံကြည်ကြည်သိကတဲ့ပုဂ္ဂိုလ်တို့သည်အပါယကူမရပဲဘုံတို့နာဂဝိသံဒီမရောက်တော့ဘုံတတံဒီဒီဖဲယုံကြည်ယုံနေမဟုတ်ဘူးဒီငါးပါးတိလကလည်းလုံးနေလို့ဒီဖဲယုံကြည်ပြီးတော့ငါးပါးတိလပြည့်နေလို့ရှိရင်လည်းလက်မခံဘူးဘုံမခံဘူး ။ဘုရားလည်းယုံကြည်တဲ့ငါပါတိရကိုလည်းကိုကိုကိုထိတ်ထားတယ်။ဒါလို့ဆိုရင်အပေကြကြဘာမှမရှိတော့ဘူး။ဗဟာယာမနုတံတေယံဒေဝဂါယံပရိကုရေတံဒီမနုတံတေယံဒုက္ခန္တာကိုကိုဘာယပယ်ဆွရသည်ရှိသောဒေဝဂါယနာအပေါင်းကိုပရိပုရိတန်ဒီပြကြကိုပြည့်စေနိုင်ကုန်တော့လက်တံဒီဟိုနတ်ပြည်မှာ သူအသီးသီးရှိကြတဲ့နေရာကိုယ့်အတွက်လည်းနတ်ပြည်ကပို့ပြီးတော့ပြည့်သွားပြန်ရောတဲ့။ဒါကြောင့်အနတ္တကိုပိုင်ပိုင်ကြီးသိသိခြင်းလေ။ဒီယိရိယာရာကိုဒီလိုဒီလိုအသိမျိုးမဟုတ်ဘူး။ပိုင်ပိုင်ကြီးသိသိခြင်းလေ။အဲဘုန်းကြီးတို့အဲတန်ဃာတော်တွေကလည်းအနတ္တကိုပိုင်ပိုင်ကြီးသိပြီးတော့ဟောဒီခန္ဓာကိုကြည့်ရရုပ်နဲ့နာမ်ပဲရှိတယ်။ရုပ်တွေကြည့်လိုက်တော့လည်းမမြဲလို့မဟုတ်အနေစာအနေစာဟိုပြီးတော့လာခဲ့တယ်။ စိတ်ဒီနံဒီကြည့်လိုက်တော့လည်းပဲဖြစ်ပြီးတော့ပြက်ဖြစ်ပြီးတော့ပြက်နေအနိစ္စဒုက္ခအနတ္တတွေအတ္တဆိုတဲ့အကောင်တည်းမရှိတဲ့အရာဝတ္ထုတွေအတ္တလည်းမဟုတ်အတ္တလည်းမရှိတဲ့အရာဝတ္ထုတွေလို့အနိစ္စဒုက္ခအနတ္တစိုက်ခန္ဓာကိုစိုက်ပြီးတော့အနိစ္စဒုက္ခအနတ္တစိုက်လို့ဒီခန္ဓာကိုခေါင်းပိုင်းကိုကြည့်လိုက်လို့ရှိရင်ခေါင်းပိုင်းတစ်ပိုင်းလုံးမမြဲပဲအနိစ္စ ကောင်းပိုင်းတစ်ပိုင်းလုံးဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နေတဲ့ဒီအဖြစ်ပြက်ဒဏ်ကိုအမြဲခံနေရတဲ့ဒုက္ခပဲနာအကျင်နာမဟုတ်ဘူးဒီဒီအဖြစ်ပြက်ဒဏ်ကအမြဲရှိနေတယ်အဲ့ဒီကောင်းပိုင်းတစ်ပိုင်းလုံးလည်းအတ္တမရှိဘူးအနတ္တပါလားလို့အနေစာဒုက္ခအနတ္တရှုလိုက်ရှုလိုက်ရှုလိုက်ဒါကကောင်းပိုင်းကအောက်ဆင်းပြီးတော့လေပင်တစ်ပိုင်းကြကြတော့တယ်နေဘူးနေပဲအနေစာဒုက္ခအနတ္တဒါက လက်ရလက်ပဲကြကြံတော့လေလက်ရလက်တစ်ခုလုံးကအနိစ္စဒုက္ခအနတ္တလက်ဝဲလက်တစ်ကြောင်းလုံးလည်းပဲအနိစ္စဒုက္ခအနတ္တဒီဒီရင်တစ်ခုလုံးလည်းပဲအနိစ္စဒုက္ခဒီရုပ်ကလေးတွေအကုန်လုံးဟာတွေကမမြဲတဲ့အရာဝတ္ထုကြီးပဲအဖြစ်အပျက်ဒဏ်ခံရတဲ့ဒုက္ခကြီးပဲဒီအတ္တမဟုတ်တဲ့အနတ္တကြီးပဲလို့ဒါလည်း ဝမ်းပိုက်တကူလုံးအဲကြောတကူလုံးလည်းပဲအနေစာဒုက္ခအနတ္တဒီအောက်ပိုင်းကြတော့လည်းပဲအဲညာညာပဲပေါင်းတပေါင်းအကုန်လုံးကအနေစာဒုက္ခဝဲပဲပေါင်းကလည်းအနေစာဒုက္ခညာပဲခြေလုံးကလည်းအနေစာဒုက္ခအနတ္တဝဲပဲခြေလုံးကလည်းအနေစာဒုက္ခအနတ္တအဲဒီဒီခြေဘဝဒီဒီခြေတွေကလည်းခြေထောက်တွေကလည်းအနေစာဒုက္ခအနတ္တ ဲဝဲဘက်ခြေတော်တွေကလည်းအနေစာဒုက္ခအနတ္တတကပြန်တက်ပြန်တော့လဲဝဲဘက်ခြေတော်ကလည်းအနေစာညာဘက်ခြေတော်ကလည်းအနေစာအကုန်လုံးခေါင်းပိုင်းတည်းအောင်ပြန်ပြီးတော့တဲ့အသာပြန်တော့ရဟုမြင်းကိုအပြာလားစီးနေတယ်လို့ပဲလေစိတ်ကိုခန္ဓာကိုယ်တစ်ခုလုံးကအနေစာဒုက္ခအနတ္တလို့မပြတ်အောင်မလအောင်လေအထက်ပိုင်းရောအောက်ပိုင်းရောအထက်ပိုင်းရောအောက်ပိုင်းရောအပြာလားအဲ့လိုရှိဦးပြီးတော့နေတော့ဘယ်မှလဲဖြစ်တဲ့စီရပါရှိတော့တယ်လေဒီ လောဘဒေါသဖြစ်ကြပါရှိတော့တယ်အလုံးယုံနာမဲ့ရှိတဲ့အနိစ္စဒုက္ခအနတ္တကြီးပဲလို့သိလို့ဘုရားကိုကြီးညိုလိုက်တာဘုန်းကြီးကတော့ကြီးညိုတာပေါ့ငယ်ငယ်တုန်းကဘုန်းကြီးကအတ္တဆွဲပြီးတော့နေတာမို့လို့လေအတ္တမဟုတ်ဘူးအနတ္တအနတ္တလို့ဘုရားဟောတဲ့တရားတွေသိတော့သိဘုရားကြီးညိုတာပဲသိသိပြီးတော့ဘုရားကြီးညိုလို့ဘုရားသာနာတော်ကြီးသိကောင်းအောင်သင်စောင့်ကြောင်နေတာပဲဘုရားကိုအာယုံပြုပြီးတော့နေတာပဲဒါကြောင့်ယခုတရားကြီးကို ဘုန်းကြီးကဟောကျင်တာကအနတ္တပဲဟောကျင်တယ်ခိုးလုံးကမပြောလိုက်ရလို့အတ္တမဟုတ်ဘူးခန္ဓာကိုယ်ကြီးတစ်ခုလုံးကအဲအနတ္တပါပဲဒီဗမာလူပြောနေကြတဲ့လက်ပြာကောင်လည်းခန္ဓာကိုယ်ထဲမှာမရှိပါဘူးအဲဝိညာဉ်ကောင်ဆိုရတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးအသက်ကောင်ဆိုရတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးအတ္တဆိုရတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးယုံနေနံသာရှိပါတယ်လို့ဆိုတဲ့ဥစ္စာကိုအဲတရားကြီးကစပြီးတော့ဆွေမျိုးတွေအားလုံး ယခုဖိတ်မှန်းထားတဲ့မိတ်ဆွေတွေအားလုံးဒီအတ္တမဟုတ်ဘူးအတ္တမရှိဘူးအတ္တမဟုတ်ဘူးအတ္တမရှိဘူးဖြတ်ဖြင့်ကိုဒီကပြုတဲ့ကုသိုလ်ကံတွေကဘယ်နဲ့လောက်ပြီးတော့ဖွဲ့ဘဝမှာအကျိုးပေးတယ်လို့ရှိသေးတယ်လေဒီကပြုတဲ့အကုသိုလ်ကံတွေဟာအတ္တမရှိလို့ကျင်ဘယ်နဲ့လောက်ပြီးတော့အကျိုးပေးပါမလို့လို့တခါလိုက်ကြရပြန်တယ်အဲ့ဒါတော့ဘုဒ္ဓမြတ်စွာဘုရားကကံရဲ့တတ္တိဆိုတာအမတန်ကြီးကျယ်တဲ့ခုဘဝဒီဘဝလို့ဆိုတဲ့ဥစ္စာကလောကပညာထားတာအမှန်တော့ယုတ်တည်နံတည်းဆက်နေတာပဲ သေရဆိုတဲ့သေတဲ့ယုတ်နောက်ပฏิပရိနေတယ်လည်းပฏิပရိနေတဲ့ယုတ်ယုတ်နံယုတ်နံယုတ်နံဆက်သွားတာပဲဒီတန်တခုကအတ္တိရှိသမျှဒီတဘဝကိုအကျိုးပေးပြီးတဲ့နောက်သူတ္တိကုံတော့သေရလို့တမှုလိုက်ကြတာအမှန်တော့ကံတခုကပြန်ဆက်ပြန်တာပဲဒီလိုဒီပြန်ဆက်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 နေရကဒီယဟနာဖြစ်တယ်ဆိုတာဘယ်လိုကြမှာဖြစ်တယ်ဆိုတော့ပြန်ဆက်တာကကိုယ်ကကိုင်းညီတတ်တဲ့ဆက်တာမဟုတ်ဘူး အဝိဇ္ဇာကပုံလွန်ပြီးတော့တဏှာကဘဝလိုခြင်းလို့ပြန်ဆက်တာအဝိဇ္ဇာနဲ့တဏှာကုန်ကန်းတဲ့ယဟနာဖြစ်တော့ဘဝမလိုခြင်းတော့ဘူးမလိုခြင်းတော့ကိုယုံနာနေပြန်ပြီးတော့မဆက်လို့ပရိနိဗ္ဗာန်စံတယ်လို့ဆိုကြရတာအမှန်ကတော့ယုတ်တင်နေတဲ့မဖြစ်ရင်ပရိနိဗ္ဗာန်စံတာပဲတဲ့တွေ့တဲ့လူတွေကတော့ဘဝလိုခြင်းတော့ကံတွေကလေဘဝအစ်စ်လုံလုံပြီးတော့ဖိလို့ဘဘဝတွေအစ်စ်ရနေတယ်အစ်စ်ရတော့ဇာတိဒုက္ခပြိတိနေရတဲ့ဒုက္ခတွေ့ရတယ် သရဒုက္ခအိုးတဲ့ဒုက္ခတွေ့ရတယ်။မရဏဒုက္ခသေးတဲ့ဒုက္ခတွေ့ရတယ်။ဇာတိဒုက္ခနာတဲ့ဒုက္ခတွေ့ရတယ်။အဲဖြစ်သူတွေနဲ့တွေ့နေတဲ့ဒုက္ခတွေခံရတယ်။မုန်းတဲ့သူတွေနဲ့တွေ့နေတဲ့ဒုက္ခတွေခံရတယ်။ကိုလိုချင်တာကိုမရတဲ့ဒုက္ခတွေခံရတယ်။အဲလိုဒုက္ခတွေခံရတဲ့ဥစ္စာကိုတဏှာကဖုံးပြီးတော့နောက်ဘဝတခုလိုချင်ပြန်ရော။အဲဒီတော့တခါဒုက္ခတွေအမျိုးမျိုးလာကြပြန်ရော။ဒါကြောင့်ဘုရားမြတ်စွာကအဲ့ဒီဒုက္ခတွေကို အဲခံပြီးတဲ့နောက်မှာတချို့အကုသိုလ်ကံတွေကမရဲကောင်းကလေးဖြစ်အောင်အဲကံကအကျိုးပေးလိုက်တော့မရဲမှသွားပြီးတော့အမှန်တကြီးကျယ်တဲ့ဒုက္ခတွေခံရတယ်။ပိဋကကောင်ဖြစ်အောင်ဘဝကိုစီမံလိုက်တော့အဲတဏှာကဘဝလိုချင်တော့ကံကဒီမကောင်းတဲ့ကံတွေကအခွင့်သားတော့ပိဋကကောင်ဖြစ်လိုက်ပြန်ရောအဲ့ဒီပိဋကဒုက္ခတွေခံရတယ်။အတ္တကစီမံတာမဟုတ်ဘူးမိမိတွေ့တဲ့မိမိကံကစီမံတာဒါကြောင့်မို့လို့တခါကြီးပြုတဲ့ကံကဒီအသက်အရွယ်တန်အောင် အဲဒီပြုစုပြီးတော့ပြီးတော့လေအဲသားတွေကပြုစုဘောရကြတယ်သမီးတွေကပြုစုဘောရကြတယ်မိတွေကပြုစုဘောရကြတယ်ဆိုတာဈိကံကဒီမှာအခွင့်ပါနေလို့ပြုစုကြတယ်သူတို့ကပြုစုတော့စိတ်ကလေးကလည်းသက်သာလို့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်းခံနေရရှိပြီးတော့ဒီအသက်ရည်ရဲ့တိအောင်နေနိုင်ကြတာဘယ်လိုမှမဟုတ်ဘဲနဲ့ပြုစုမဲ့သူတွေကညံ့သွားလို့ရှိရင်စိတ်ကဆင်းရဲတယ်အဲအာဟာရတွေကမကောင်းဆိုတော့ဒီမှာရုပ်တွေကတခါတည်း ရိပြီးတော့ရွတ်သွားပြီးတော့ဘဝတခုပြောင်းညရတာဆောကြောင့်တကကြီးကဒီအချိန်တွေကနေပြီးတော့အလုံးဆန်းတာကြပါစီမေတ္တာပို့အလုံးတတ္တဝါတွေဆန်းတာကြပါစီအဲငါရဲ့သတ္တမိမိမေတ္တာမကဘူးအလုံးအဲမိတ်တွေမိတ်တွေဆွေတယ်မိတ်ဆွေမတပါတဲ့ပြင်အဲသိရှိသမျှတတ္တဝါတွေဆန်းတာကြပါစေလို့မေတ္တာပို့မေတ္တာပို့ပြီးတော့ဗုဒ္ဓကျေးဇူးတွေကြီးလိုက်တာနော်ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးတွေကြီးလိုက်တာအဲဗုဒ္ဓရဲ့ အဲဒီကျုပ်တို့ဟာငါ့အပေါ်မှာကိုယ့်လိုကိုမရဘူး။ဘာဖြစ်လို့လဲ။တော့ဘဝတစ်ခုကောင်းအောင်လေဒီဗုဒ္ဓကျေးဇူးတော်ကြောင့်တရားတွေကအဲနားလဲလို့ကုသိုလ်တွေပြုတာလို့အဲ့တော့ဗုဒ္ဓကျေးဇူးသိကြည့်ပါလား။ဗုဒ္ဓဟောတော်မူတဲ့တရားတော်တွေသိကျေးဇူးကြည့်ပါလား။ဗုဒ္ဓတရားတော်တွေကိုမပြတ်မကဲအောင်ထောင်ပြီးတော့လာခဲ့ကြတဲ့ယဟန္တာအရှင်မြတ်ကြည်တင်တဲ့တော်ကယခုအဲစာရိပါတွေကိုပို့ချပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာ ဖရတရားတော်တွေမတက်အောင်ဆောင်ရမယ်လို့တဲကျေးဇူးကြည့်ပါပြီလားလို့သံဃာရဲ့ကျေးဇူးတော်လဲအနန္တဖရတော်ရဲ့ကျေးဇူးတော်လဲအနန္တနဲ့ဖရတရားသံဃာသမဂ္ဂကိုပြီးပြီးသားသာတည်ပြီးတော့ပြီးပြီးငါးပါးသီလကလည်းလုံနေသူတိုက်သေးပါကလည်းကြောင်းနေဖရတရားသံဃာကိုလည်းပဲအကျွတ်မဲ့ယုံကြည်ကြည်ညိုပြီးတော့နေတယ်ငါလေးလောကမှာနေလို့လဲကောင်းတယ်သေလို့လဲကောင်းတယ်အင်မတန်ကောင်းတဲ့လောကကြီးကိုငါရလာပြီလို့ဘုန်းကြီးဝမ်းမြောက်နေသလိုလေ တကကြီးကလည်းဒီလောကကြီးကိုဘုရားတရားသံဃာတွေအကြောင်းပြုပြီးတကလားဝမ်းမြောက်လို့အဲ့လိုနေပါမေတ္တာပို့ပြီးတော့နေပါအဲကြောင့်ဘုန်းကြီးကကျောင်းတိုင်းမှာလည်းအလုံးမေတ္တာပို့ပြီးတော့နေကြအဲတတဝါတွေလည်းအလုံးမေတ္တာပို့ပြီးတော့နေကြလို့ဘုန်းကြီးသာတကုရေးတဲ့နေရာမှာသဇာတဘာသုတ်တယံတုဗုဒ္ဓဟံတုသူမင်္ဂလာသူတင်တုဒုက္ကတိကမေပူရင်တုသဗ္ဗပါရမီ ပဇာတဘာကိုကြီးကိုငါကိုဒီပနိုင်ပြောကြဆရာတတဝဟုသမ ्या တို့သည်တုတ်တယံသူအိမဲရမဲကောင်းစွာမဲ၍နှစ်သက်ကြည်သာအိသက်နိုင်ကြပါစေတည်းလို့ကိုကညညာအိရာကနိုးလို့လေအလုံးတတဝရီအဲ့ဒါဆန်းညံတာကအိသက်နိုင်ကြပါစေနဲ့မေတ္တာပို့လို့ပဇာတဘာတုတ်တယံသူဗုဒ္ဓဟံသူသူမင်္ဂလာ သူမင်္ဂလာမင်္ဂလာကျက်တဲ့ရဲ့ဝေလန်းသဖြင့်သံပွင့်ညာဂုံဤဖြစ်၍ဘုဒ္ဓဟံသူအကောင်းစွာမိုးတော့အလင်းရောက်လျက်ထမ်းမြောက်နိုင်ကြပါစေကုန်တည်းနှိုးကြပါစေနှိုးကြည်တယ်ကြတော့အလုံးလေးကျက်တဲ့မင်္ဂလာရှိရှိနဲ့ကောင်းတဲ့အကြောင်းအရာတွေကြားလို့ကောင်းတဲ့အမြင်တွေမြင်လို့အလုံးချမ်းသာသာနှိုးကြပါစေသဇာတပါသုတ္တယံသူဘုဒ္ဓဟံသူသူမင်္ဂလာ သူတင်သူဒုက္ကတိကမေပုရင်သူသဗ္ဗပါရမီဒုက္ကတိကမေအပေဒုက္ကတိရောက်မီအကြောင်းမကောင်းကြီးသောအကုသိုလ်အမျိုးမျိုးကိုသူတင်သူသူတော်လည်းနဲ့တရားဆက်ပြင်ဖြုတ်ပြဲနိုင်ကြပါစေတည်းအိယာကသာတော့မကောင်းတဲ့အကုသိုလ်စိတ်တွေဖြစ်နိုင်ကြပါစေမကောင်းတဲ့စကားတွေမပြောဘဲနဲ့ကောင်းတဲ့စကားတွေပြောနိုင်ကြပါစေ မကောင်းတဲ့အမြင်တွေမမြင်ပဲနဲ့ကောင်းတဲ့အမြင်တွေမြင်နိုင်ကြပါစေအလုံးလေးကုသိုလ်တရားတွေတိုးပွားပြီးတော့အကုသိုလ်တွေဖြစ်နိုင်ကြပါစေသဗ္ဗပါရမီအလောင်းအလျာပြီကောင်းရာသည်သုံးမြာဆယ်လီပါရမီအပေါင်းအကျင့်ကောင်းကိုပူရင်တူတသိန်းတဲ့တသိန်းချင်းတဲ့ချင်းအောင်မလင့်ပုံတွေဖြစ်ချင်းနိုင်ကြပါစေတည်း